ပါရှင်။ AMIG မှဒီကနေ့ရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမကတော့နန့်ကီးဖောင်ပွားပါ။အခုရပိုင်တွင်စစ်တပ်ရဲ့နေချောင်းတိုက်ခိုက်မှုတွေကြောင့်ရသားပြည်သူတေဆုံးမှုပိုများလာတယ်ဆိုတဲ့သတင်း။စစ်တပ်က PSMS နည်းပညာဖြင့်တော်လရင်လူငယ်များကိုဖမ်းဆီးနေတယ်ဆိုတဲ့သတင်း။တခါတုန်းလက်ဖက်ကွက်မှာဖျားပုံပါသည်ဟုဆိုကရွှေပလင်းလက်ဖက်ဆိုင်ကိုစစ်ဆေးခဲ့တယ်ဆိုတဲ့သတင်း။ အာဓမစစ်မှုထမ်းအပတ်စဉ်၁၇စတင်နေတဲ့တွင်ရန်ကုန်မြို့တွင်အဲစင်းတိုင်ရမှာဝေကျက်တသိန်းထိပေးနေရတယ်ဆိုတဲ့သတင်းတို့ပဲဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့စစ်တပ်ရဲ့နေချောင်းတိုက်ခိုက်မှုကြောင့်ရတပ်ပြည်သူတေဆုံးမှုတွေခုရပိုင်းမှာပုံမှုများပြားလာတာကိုတွေ့ရပါတယ်မတ်လ၁၄ရက်နေ့ညနေပိုင်းကမန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလှကျေးရွာကိုနေချောင်းတိုက်ခိုက်မှုကြောင့် ကလေး6ဦးအပါအဝင်ပြည်သူ29ဦးသေဆုံးခဲ့ပါတယ်။မတ်လ16ရက်နေ့ည10:00နာရီကျော်ခန့်ကလည်းစကိုင်းတိုင်းဝက်လက်မြို့နယ်ရှိစင်ကိုင်းမြောက်ရွာကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်လေးလာသားကလေးပါအဝင်၄ဦးသေဆုံးခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်တွေထံကသိရပါတယ်။အဆိုဆုံးဖြစ်ရတစ်ခုကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ရှိစေရနာပြည့်ရတိစာတင်တိုက်ကိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တံခါးရုံးနှစ်ပါးကိုရင်ငါးပါးနဲ့ ရတားပြည်သူ၃ဦးစုစုပေါင်း၁၀ဦးသေဆုံးခဲ့ပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးမြို့သားညီညွတ်ရေးအစိုးရ NUG ကတော့စစ်ကောင်စီကိုနိုင်ငံတကာလူ့အခွင့်အရေးရန်တရားများနဲ့နိုင်ငံတကာတရားစီရင်ရေးရန်တရားများမှအမြင့်ဆုံးထိရောက်စွာအရေးယူဆောင်ရွက်ပေးကြဖို့ထုတ်ပြန်ထားပါတယ်။၂023ခုနှစ်မှ2025ခုနှစ်မတ်လ16ရက်နေ့အထိမှတ်တမ်းတွေအရစစ်ကောင်စီကရတားပြည်သူများနဲ့ဆိုင်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှု2190ကြိမ်ပြုလုပ်ခဲ့ပြီးခလင်းငယ်ပေါင်း382ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်တပ်က PSMS နည်းပညာကိုအသုံးပြုပြီးတော်လှန်ရေးလူငယ်များကိုဖမ်းဆီးနေကြောင်းစစ်တပ်ဘက်က သတင်းတွေအရသိရပါတယ်။အခုတစ်ပတ်အတွင်းမှာ PSMS နည်းပညာနဲ့လူငယ်အမျိုးသမီး2ဦးနဲ့အမျိုးသား2ဦးတို့ကိုဖမ်းဆီးရမိထားကြောင်း စစ်တပ်ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။မက်စလာ14ရက်နေ့ကရှမ်းပြည်နယ်ကလောမြို့ခြေကုန်းခြေရွာအနီးရှိစစ်စေးရိတ်ကိတ်မှာစစ်တပ်ကအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှန်90ညနဲ့ရန်ထုတ်ထားတဲ့အသက်28နှစ်အရွယ်ရှိတဲ့မူဂျိုဆီယာမတအူးကိုဖမ်းဆီးခဲ့ပါတယ်။အလားတူအဆိုပါမက်စလာ14ရက်နေ့ကပဲကလောမျိုးရက်ကွက်၃ရှိ Happy Holiday Inn အခန်းနံပါတ်၃မှာနေထိုင်နေတဲ့ပုံမှန်90ညနဲ့ရန်ထုတ်ခံထားရတဲ့ အသက်28နှစ်အရွယ်ပကြီးပြားကန်မန်နေဂျာမျိုးသမီးတဦးကိုစစ်တပ်ကဖမ်းဆီးခဲ့ပါတယ်။ဒါအပြင်မတ်လ15ရက်နေ့ကမန္တလေးမြို့မှာစစ်တပ်ကအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှန်90ညနဲ့အလို့ရှိနေတဲ့လူငယ်တဦးကို PSMS နည်းပညာနဲ့မော်လမြိုင်အထွန်းတရာစစ်ဆေးရေးဂိတ်မှာဖမ်းဆီးခဲ့ပါတယ်။ PSMS နည်းပညာဆိုတာဟာလူပုဂ္ဂိုလ်တဦးချင်းစီကိုစစ်ဆေးကြည့်ရှုခြင်းနဲ့ ထိန်းသိမ်းဆောင်ရွက်မှုများကိုတိကျစွာစောင့်ကြည့်နိုင်တဲ့ဤပညာတစ်ခုဖြစ်ပါတယ်။ ESMS ကို AI, Facial Recognition, CCTV Analysis, Biometric Data ဤပညာတို့နဲ့တိစောက်ထားတာဖြစ်ပြီးလူပုဂ္ဂိုလ်တဦးချင်းစီရဲ့တည်ထန့်ကိုရေးချက်လက်များကိုလွယ်တကူစောင့်ကြည့်နိုင်တဲ့ဤပညာပဲဖြစ်ပါတယ်။စစ်တပ်က PSMS ဤပညာကိုတင်ကျဲစွာအသုံးပြုဖို့ ။ဤသူများကိုစမတ်ကတ် UID များအတ္တမပြုလုပ်စေခိုင်းခဲ့တာဖြစ်ပါတယ်။စစ်တပ်က BSMS နည်းပညာကို၎င်းတို့ထိန်းချုပ်ရာမျိုးတွေမှာတွင်တွင်ကျယ်ကျယ်အသုံးပြုနေပြီးရခိုင်ကအခုလိုသတင်းထုတ်ပြန်ခြင်းမရှိခဲ့ပေမဲ့တော်လန်ရေးလူငယ်အမြောက်ပြားဟာအဆိုပါနည်းပညာနဲ့ဖန်ဆီးခံခဲ့ရတာဖြစ်ပါတယ်။အဆိုပါ BSMS နည်းပညာကိုတရုတ်နိုင်ငံရဲ့ဟာဝေးနည်းပညာကုမ္ပဏီကစစ်တပ်အတွက်ကူညီပေးနေတာဖြစ်ပါတယ်။ ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တခါတုန်းကော်ဖီကွက်မှာဖျားစီဒီပုံများရိုက်နှိပ်ထားပြီးလပိတ်ရဲထဲကရောင်းချခဲ့တဲ့အတွက်စစ်ကောင်စီကရွှေပလင်းလပိတ်ရဲဆိုင်ကိုယမန်နေ့ကဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ပဲခူးတိုင်းဖျားကြီးမြို့ရန်ကုန်မန္တလေးအမြန်လန်း36မိုင်ရင်းရနာစခန်းဝန်အတွင်းကရွှေပလင်းစားတောက်ဆိုင်ရှိတခါတုန်းကော်ဖီကွက်မှာဖျားစီဒီပုံများရိုက်နှိပ်ထားပြီးလပိတ်ရဲထဲကရောင်းချနေတာကြောင့်ဖန်စီရေးယူပေးဖို့စစ်လော်ဘီ Telegram Channel တွေက မက်လ15ရက်နေ့နေ့လယ်ပိုင်းမှာနှိုးစော်ရေးသားဖော်ပြခဲ့ပါတယ်။စစ်လော်ဘီ channel တွေကတော့ဖျားစီဒီပုံများပါတဲ့တခါသုံးခွက်တရားတပည့်ရေတောက်ပြီးပါကအမိုက်ဘုံနဲ့ရောက်ရှိသွားတာကြောင့်ခုလိုဖမ်းဆီးခိုင်းရတာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလိုစစ်လော်ဘီတွေကဖမ်းဆီးအရေးယူဖို့နှိုးစော်ရေးသားဖော်ပြပြီးတဲ့နောက်မှာစစ်ကောင်စီလက်အောက်ခံဖျားကြီးမြို့နယ်အုပ်ချုပ်ရေးမှူးဦးဟိုင်းကြံကြံတိုးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ဖျားကြီးမြို့နယ်နေမြေရဲစခန်းမှာနေတိန်ကောင်းဆောင်ဒူရဲအုပ်ကျော်စန်းဝင်းနဲ့ဦးစီးတပ်ဖွဲ့ဝင်များ၃၉မိုင်စစ်စေးရေးဂိတ်မှာဒူရဲအုပ်ရဲနိုင်ဦးစီးတပ်ဖွဲ့ဝင်များက ရှစ်ပလင်းလပိအဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ဝင်ရောက်စစ်ဆေးရာမှာတခါသုံးခွက်မှာဖျားစီရီပုံရိုက်နှိပ်ထားတဲ့ကော်ဖီခွက်25ခွက်ကိုတွေ့ရှိခဲ့တာကြောင့်စစ်ကောင်စီလက်အောက်ခံတွေကအဆိုပါတခါသုံးကွက်တွေကိုတင်းစီသွားကြောင်းစစ်တပ်လော်ဘီတွေက ဖော်ပြကြပါတယ် ှန်ပြီးနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်တပ်ရဲ့အဓမ္မစစ်မှုထမ်းအပတ်စဉ်7ကိုစတင်နေပြီဖြစ်တယ်လို့စစ်တပ်လောက်ခံမီဒီယာတွေက ဖော်ပြထားတာကို တွေ့ရပါတယ်။မတ်လ16ရက်နေ့ကမြန်မာနိုင်ငံတဝိုင်းရှိစစ်တင်နှန်းကျောင်းတွေမှာအဓမ္မစစ်မှုထမ်းအပတ်စဉ်7တင်နှန်းအားလာရောက်တက်ကြသူတွေကိုစစ်တပ်ကအခမ်းအနားနဲ့ကြိုဆိုခဲ့ပြီးစစ်ဝတ်ပစ္စည်းတွေထုတ်ပေးခဲ့ပါတယ်။မတ်လ18ရက်နေ့ဒီကနေ့မှာတော့ အထမစစ်မှုတန်းအပတ်စဉ်၁၇တင်နန်းဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ပြန်ပါတယ်။စစ်တပ်အနေနဲ့အထမစစ်မှုတန်းအပတ်စဉ်များအတွက်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးရာတွေလှုပ်ဆောင်နေပြီးရန်ကုန်မြို့မှာလည်းယနေ့အချိန်ထိလူငယ်တွေဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။မန္တလေးမြို့မှာတော့အထမစစ်မှုတန်းအပတ်စဉ်အတွက်မင်းနိုင်ရွေးချယ်တာတွေပြုလုပ်နေတာကိုတွေ့ရပါတယ်။စစ်တပ်ရဲ့ lobby channel တွေကတော့အထမစစ်မှုတန်းအပတ်စဉ်၁၇ကြိုးစိုးပွဲနဲ့ တင်နန်းစတင်ဖွင့်လေပွဲကိုတခန်းတနာပေါ်ပြနေကြပြီးအင်အားများလာတဲ့မြမတက်မတော်ဟုဆိုကရေးသားပေါ်ပြနေကြပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မြို့ကမြို့နယ်အချို့မှာအဲစင်းတိုင်မှုအတွက်ရက်ွက်အုပ်ချုပ်ရေးမှုတွေကိုငွေကျပ်3000ကနေတသိန်းထိပေးနေရတယ်လို့ AAMID မှစုံစမ်းသိရှိရပါတယ်။မြန်မာနိုင်ငံအတွင်းကတိုက်ပွဲများဖြစ်ပွားရာဒေသတွေကပြည်သူတွေဟာ စစ်ဆောင်ဖို့အတွက်မြို့ကြီးတွေကို လာရောက်နေထိုင်ကြပြီးအဲ့ဒီအထဲမှာရန်ကုန်မြို့ဟာလည်းအပါအဝင်ဖြစ်ပါတယ်စစ်ဘေးကနေရှောင်လာတဲ့ပြည်သူတွေဟာရန်ကုန်မြို့မှာနေထိုင်နိုင်ဖို့အတွက်ရက်ွက်အုပ်ချုပ်ရေးမှုတွေရဲ့စိတ်တင်ရာတောင်းတဲ့ငွေကြေးကိုပေးနေရတာပါရန်ကုန်မြို့မှာအစင်းတိုင်နေထိုင်နိုင်ပေမဲ့လည်းအစင်းဝင်စစ်တဲ့အချိန်တွေမှာစစ်တပ်အနေနဲ့မထင်ရင်မထင်သလိုဖမ်းဆီးတာတွေရှိတယ်လို့ ရန်ကုန်မြို့မှာအေဇင်းတိုင်နေနေထိုင်နေတဲ့ပြည်သူတဦးက AMNG ကို ပြောပါတယ်။ရန်ကုန်မြို့ရှိမြို့နယ်အတော်များများမှာတချိန်တည်းနီးပါးအေဇင်းဝင်စစ်တာတွေရှိပြီးဖမ်းဆီးမှုတွေဇက်တိုက်ပြုလုပ်နေတာကိုတွေ့ရပါတယ်။ဒီကနေ့အတွက်သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲရှင်။ကျေးဇူးတင်ပါတယ်ရှင်။